ကျွန်တော်ဒီနေ့အတွက်တယောစာလေးတွေကိုပဲဖတ်ပြချင်ပါတယ်ဒီတယောစာလေးတွေကိုရေးသားထားသူကတော့ဆရာကပါတိုင်ဆုံးမောင်စမုံနဲ့ဆရာကျော်ကျော်တို့ပဲဖြစ်ပါတယ်တယောစာလေးတွေကိုဖတ်ခွင့်ပြုပါရန်ဆရာမောင်စမုံဆရာကျော်ကျော်နဲ့မုံခမီဒီယာ Facebook page တို့ဟာကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ထပ်မံ၍ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပောင်းမှချစ်တော်များနဲ့အတူ မြမပြည်သူပြည်သားများအလုံးဘေးကင်းကြမှာကြပါစေဗျာရေတော်ဘုံအောင့်ကိုအောင်ရမြည် ်ပုံများချောင်းဘိုကရော်များကိုထောင်းရှည်ရန်သွားစစ်ပိုးတွေရဲ့အိမ်မက်ဆိုးတွေဒီရဲ့ပိုင်းမှာနလန်မထူရာကတော့မန်ယူနဲ့မိအောင်လိုင်းဒီရဲ့ပိုင်းဆိုရာထက်ဒီတသက်လုံးနလန်မထူကံမလူတော့မယ်ချေပါမိအောင်လိုင်းကလရထုံစေးထိုးထားတဲ့မျက်နာကြီးနဲ့အပြည့်ရကာလာလီတကယ်ရက်ပြီးကြောင်းလီကွာဆိုပြီး ခွင်းနာလောက်ကိတ်တန်တဲ့ညတာပါတီလုံးအထုပ်ကလေးပြင်း လေရင်ကလေးဆက်တင်တို့အာဆက်စီတို့ဖို့ကြံနေတယ်ရွေးကောက်ပွဲတန်လေးပြီးကပြီးကပြေးကြမေးတဲ့ဘာလို့ရောဆိုပြီးသူ့လူတွေကတော့ပြောင်းနေချပြီမဟုတ်နိုင်ပေမဲ့အီတော့မရက်ဆိုသလိုအဲ့ဒီရောင်60ရွေးကောက်ပွဲမတော်လို့လှုပ်ဖြစ်တဲ့နှစ်နေရာသုံးနေရာရှိခဲ့ရင်တောင်းဒိုင်းပြည်အတွက်တကယ်လှုပ်ရှုပ်မဲ့တမတခေါင်ကိုထောက်ခံပေးပါမျက်လုံးကတောင်းနေမြောက်ကိုတပြိုင်တည်းကြည့်ရပြီး လိုအပ်ရင်မခုတ်တရိုလေးညှို့နိုင်နဲ့ကြောင်ချီးကောင်မျိုးဘလောက်ကြီးတဲ့ဘောဖြစ်ပါစေဘောဖြူဖြူဘောနဲ့နဲ့တစ်ချက်ထဲကောင်းကုန်နိုင်တဲ့ကောင်မျိုးမစီမဆိုင်မတန်မရမမီမကန့်မပီမတရွေမစရဝါကမန်းလေးပန်းနိုင်တဲ့ကောင်မျိုးဥပမာငါကွာဆိုပြီးကြို့တင်ဆင်ရိုက်လိုက်သေးတာဘယ်သူကမှဘာမှမကြည့်ဖြူတဲ့ကောင်စားမျိုးအာဆီယံကလည်းချက် ဘင်္ဂလားဒေ့ရှ်ကလည်းတံမာဖြတ်တော်မယ်သဘောတရုတ်ကလည်းအရှုပ်ကောင်ကိုဟုတ်တယောင်ဆက်ပံပိုးဖို့မလွှဲတော့တော်လန်သူတွေကို trans စီတွတ်မလို့ရဲတော့ဖက်စစ်စစ်တပ်အမြင့်ဖြတ်မဲ့ပြည်သူတော်လန်ရေးဟာစစ်တပ်ရှိသေး၍အပြစ်မရတော့တာသိပြီမြမာပြည်သူနဲ့ကြွကြူလှလဲရမှာသိပြီသူအားပြုတ်နေတဲ့တပ်ဆိုတာမရင်းတက်လီအစင့်တူဘိုးကြီးကတော်တွေကိုလိုက်မရင်းကျင့်နေတဲ့ကောင်ကိုတောင်း စစ်တိုင်းမှုကပါစစ်လိုက်ဖျက်ပေးရတဲ့တကက်ဆောက်တလွဲတက်လီအဲ့ဒီလိုကောင်တွေစုစည်းထားတဲ့တက်ကိုသူ့အရင်နေ့တွေမထိခိုက်အောင်ကာကွယ်ခိုင်းလို့မရဘူးဆိုတာသူသိပြီပေါ့အင်းအရင်ကလည်းလူကြီးတာဘိုးဖြစ်လာရင် တိုင်းမှုတက်မှမူတို့ကပါပြန်ဖားရတဲ့အခြေစိုက်ခဲ့တော့အခုဆိုဟိုမရင်းကောင်ဘိုးကြီးကသူ့စစ်ဖျက်ပေးနေရတဲ့ဒုတိုင်းမှုကိုတောင်းဘယ်နေ့ဖြင့်ခေါ်ချမယ်မသိလို့ တက်ထင်းမှာပြောနေကြတဲ့စောက်တက်ဟာအဲ့ဒါလို့စောက်ကြက်မပြည့်ရည်ကြီးရှိတာလို့အပြောခံနေရလို့ဆိုပြီးပြီးခဲ့တဲ့လကပင်စင် ထုတ်ပေးချိန်မှာတကြက်တန်တွေတစ်ထက်ကြီးထုတ်ပေးရင်ကြက်ပြေကောင်တွေအများကြီးရှိကြောင်းပြလိုက်သေးတဲ့တကယ်ပြိုင်ဆံမပေါ်နိုင်ငံကျော်တက်ယူတဲ့နေရာပြောပါလေအဟုတ်ကျော်ဆန်ကေးတွေဟောအခုဆိုကဘာကျော်ပြီမတပေါ်ရမှာပေါ့အပြေးမလဲစကေးအကျန်းဆုံး တရုတ်ပြေးရမလားခွေတခိုးအမေသားတွေဆွဲတာထက်မြန်သည်အိန္ဒိယလားပြေးပုံကခွေယုံလိုက်တယ်လို့ဘင်္ဂလားဒေ့ဆိုဆွေခနေပြီထိုင်းဆိုစံချိန်တစ်တောင်တင်ထားလိုက်သည်အေးလေအသက်ဘေးဆိုတော့ထွက်ပြေးရမှာပေါ့တကယ်တင်ရတာငါတို့ကိုကိုမင်းမမုတ်ဆုံးမဖြစ် တခြားသူတွေဝင်ကစ်သွားမှာကိုဟိုတရေကျိုးကောင်မသေးသလိုကျွကျူလမုတ်ဆုံးမဖြစ်သွားတာမဟုတ်ဘူးလေ မာလာမြေတွေကအင်တာနက်ရှင်နယ်ကြောင်းတက်မပြတ်ကို့သားသမီးတွေကြဘဝပြတ်အဲ့ဒီတော့ပြေးနိုင်မှလွတ်မယ်လီခွေဘဝကရှင်းလွတ်ဖို့ကတော့ပြေးတာထက်လက်နဲ့ချမှာဒါမှသူများတွေရန်ကုန်မှာပြန်ဆောင်ချင်းကို့လဲထိုင်းမှာမိသားစုနေပြန်ဆောင်ရမှာမဟုတ်ရင်ကို့ကလေးတွေ သူများကိုဖိခေါ်နေရမေဖလန်းသိန်းတော့မိရမယ်ကလေးတွေ အများကြီးပေါ်လာတယ်အမေပါစွပ်ဝင်တက်ခိုင်းတာကို ဘလောက်တောင်ရက်ဆက်ရုပ်ကန်းတဲ့တပ်မူးတွေလေဒီလောက်ယူနန်ဦးချောင်းတဲ့တပ်သားမျိုးလည်းမကြဘူးသေးအေးအဲ့ဒီလိုကလေးတွေပေါ်လာလို့ငါတို့ကလေးငါတို့မွေးမယ်ပြန်ပေးလို့မင်းအွန်လိုင်းကမပြောမတောင်းတော်လန်ရေးစိတ်ရက်တွေကောင်းလို့သာအဲ့ဒီကလေးတွေလူစင်မိမိအသက်ဆက်ရှင်ရတာဆက်ရှင်ရမှာမလာတက်လို့ဆိုရင်တော့အပိုင်ပိုင်ဖြတ်အသက်ခံရခိမ့်မယ်လीဟော့ ဟိုးတကောင်မပြေးတော့ကိုးပြီကြောက်ဖြူမှာဟောက်ဦးနေတဲ့တကောင်ကြော်မျိုးအောင်ဆိုတဲ့ဗိုလ်မှူးချုပ်ကောင် အခုတော့သူ့မယားကိုပဲခွေးဆာဆာထခဲ့ရပြီမရင်းပေါ်တွေအလဲမှာမျက်နှာငယ်နဲ့ကြံနေခဲ့ရတဲ့အပြင်ကျူကျူလာကနှစ်ယောက်ကြာတလောက်ဆောက်သုံးမကြတာနေမုံဆိုးမှဖြစ်တာနဲ့တောင်နေသေးလို့မဲ့ရွက်ပြီးပြောဦးမှာမို့ကြွယ်လဲမရဘဝကဆောက်ကျိုးနေနာပြီတိကြတော့ပေါ့ အဖန်ခံလိုက်ရတဲ့တိုင်းဦးစီမူဒုတိယဘုံမူကြီးကြော်လင်းကြိုင်မိမာကကံကောင်းသွားတော့ပေါ့အမ်မဟုတ်ရင်တော့လားမရင်းတက်အလင်မှာဘိုးချံရွယ်တဲ့စပယ်ကုန်းမင်းဘယ်သူ့တုံးဖြစ်ပြီလီတာသမီးတွေလည်းလူတော်မတိုးမုတ်ဆွမ်းမဘောဟာနဲ့ဒုက္ခနှစ်ထပ်ကွမ်းပြီတိကျပေါ့ကွယ်ကပားတိုင်ဆုံးမောင်စမုံအမတ်ဆန်ကခြေလင်းတက်ရင်ကဘိုးကြီးဇော်လင်းထွက်ရဲ့မရင်းမှုတွေကို ကျွန်တော်သိထားခဲ့တာကြပါပြီကျွန်တော်တမင်မရေးတာပါလက်ရှိတမရော်ဟာဖက်ဖက်ကထုံးနဲ့ခံနေရပါလေပြည်သူတွေအမြင်မှာယွန်စရာ ဖွဲ့စည်းဖြစ်ဖက်ကိုတဖြည်းဖြည်းပြောင်းလဲနေပါလေအောက်ခြေကနေစပြီးဟိုးအထက်ထိကိုချင်းတိတ်ခါပြက်ပြောင်းမှုတွေအများပြားဖြစ်နေပါလေအတကြီးတွေပျော်ပျော်ကျွန်တော်ရေးလိုက်တဲ့စာလေးတစ်ချောင်းချောင်းတမရော်ကိုပြည်သူတွေအထင်မြင်စောင့်တော်မှာမျိုး အဖြစ်မခံနိုင်ပါဘူး ဗိုလ်ကြီးဇင်လင်းထုတ်ရမရိမှုတစ်ခုတည်းကိုပဲကျွန်တော်မရေးခဲ့တာမဟုတ်ပါဘူး။မှော်ပြီးတရင်ကမရိမှုကိုလည်းမရေးခဲ့ပါဘူး။မကွေးတက်မ88ကမရိမှုကိုလည်းမရေးခဲ့ပါဘူး။အရှိလေပိုင်းတိုင်းစစ်ထဏာချုပ်ရလခါကမရိမှုကိုလည်းမရေးခဲ့ပါဘူး။တောင်ပိုင်းတိုင်းစစ်ထဏာချုပ်ကမရိမှုကိုလည်းမရေးခဲ့ပါဘူး။တမခ55ကမရိမှုဆိုရင်ကာယကံရှင်စီကအတန်ဖိုင်တောင်ရထားသေးတယ်ဗျာ။ တမတော်ကြီးတိတ်ခါကြမှာစိုးတယ်ဆိုတဲ့စိတ်လေးတစ်ခုနဲ့တမတော်ရဲ့မရိမှုပေါင်းရာကြောကိုကျွန်တော်လက်ဆောင်ခဲ့ပါလေအမှန်တိုင်းပြောရရင်ဘကိုးတမခ89ရဲ့မရိမှုရုံးကတော့တစ်ချက်စိတ်လွတ်သွားပါသေးတယ်တက်ရှိကဖြတ်သွားတဲ့ဆရာလေးတစ်ပါးကိုစွန့်လန့်စိမ့်လူကျင်လို့တက်ထဲကြွပါလို့ညာခေါ်ပြီးစစ်သားတွေမရိဝိုင်းကျင်တဲ့ကိစ္စတုန်းကတော့ရင်းမိမလို့ဖြစ်သွားပါသေးတယ်အဲ့ဒီလောက်တောင်မျိုးသိခဲ့ရတဲ့ အခုဘိုးကြီးစင်လဲထုတ်ရမရိမှုမှဘာလို့ထပြောသလဲဟုတ်ပါတယ်ဘိုးကြီးစင်လဲထုတ်ဟာရောက်ခမဖြစ်သူဒုတိယဘိုးချုပ်ကြီးတန်းလိုင်အားကိုနဲ့ကျူးလွန်ခဲ့တဲ့မရိမှုကတော်တော်များပါတယ်တော်တော်လဲမယိုင်ပါတယ်မရင်းကျင့်နဲ့ထုတ်ဖော်ပြီးပြောရင်ကျူးလွန်ခံရသူကိုတက်သေးကနေမောင်းထုတ်တယ်လင်သားကို ရှေရန်ပို့တယ်ရှေရန်တောင်မှချက်ချင်းမဟင်းငါဖြစ်နိုင်တဲ့နေရာမျိုးကိုရွေးပို့တယ် သူကဘုံကြီးပဲရှိသေးတာအဲ့ဒီလောက်ပါဝါရှိပါမလားလို့တွေးမနေပါနဲ့သူကပါဝါမရှိပေမဲ့သူ့ယောက်ခမဒုတိယဘုံချုပ်ကြီးတန်းလိုင်ကပါဝါရှိပါတယ်အခုမရိမှုမှာတရင်မှုဒုဘုံမှုကြီးဇော်တန်းနိုင်တဲ့ဇနီးဖြစ်သူဒေါ်အေးသိန်းတို့ကိုယ်တိုင်ကျူးလွန်သူဘက်ကဝိုင်းကူညီပေးကြတယ်ဒီလောက်တောင်မယိုင်းတဲ့သူကိုတော့ရေးမဖြစ်မဲဆိုတဲ့စိတ်လေးဝင်လာလို့ရေးတာပါအခုမျိုးချစ်တွေဝိုင်းပြီးထုတ်ဖော်လို့ ဗိုလ်ကြီးဇင်လင်းထုတ်ကိုစုံခုံဖွဲ့ပြီးစစ်နေကြပါပြီအမှတ်15ခြေလင်တရင်ဟာကချင်ပြည်နယ်မွန်းညင်းမြို့နယ်မှာရှိပါတယ်တရင်မူဒုဗိုလ်မူကြီးဇော်တန်းနိုင်တာဝန်ယူအုပ်ချုပ်နေပါတယ်ကြော့ကြော့